ဖခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီကွာဆင်ကျင်ဖို့အတွက်ကကြတော့တည်သောခါဆိုရဲကောင်းစဉ်လေးနဲ့ပေါ့နော်ဒီကွာဆင်ကျင်ဖို့အကြောင်းဖြစ်ပါတယ်ဆို49ခုမြောက်သောစာလံပိုင်းငယ်16မှာသူတစ်ပါးသည်ဥစ္စာကြွယ်ဝ၍အိမ်ဤဂုံတည်တိုးပွားသောခါသင်သည်မဆိုးရိမ်နှင့် ။ဟောသူများတွေကတဲ့ဥစ္စာကြွေဝလာတာ။ပြီးတော့မှသူ့အိမ်မှာဂုံအတီတိုးပွားလာတာ။မြင်ရတဲ့အခါမှာမင်းမစိုးရိမ်နဲ့ဆိုပြီးမှပြောတာ။တမျိုးလေးတော့ဖြစ်တာပေါ့။ဆိုတော့ဟိုကျွန်တော်တို့ကျန်တဲ့အချို့ချမ်းသာတဲ့သူတွေကိုတွေးတဲ့အခါမှာပေါ့နော်ဟိုအရင်ကချမ်းသာပြီးသားသူတွေကိုတွေးတဲ့အခါမှာအဲ့ဒါပြဿနာသိမ်းမရှိဘူးဗျာ ဒါပေမဲ့ကိုနဲ့အတူတူနေလာရင်းနဲ့ပဲကိုမျက်စိရှိမှာပဲကိုနဲ့အတူသွားလာရင်းနဲ့ပဲဘာဖြစ်သွားလဲဆိုလို့ရှိရင်ချမ်းသာကြွယ်ဝသွားတဲ့သူတွေကျွန်တော်တို့တွေ့မြင်ရနိုင်တယ်ဆိုတော့ဘောကအာကျွန်တော်တို့တက်တန်းကျွန်တော်တက်တန်းဆိုလို့ရှိရင်ငယ်ပါသေးတယ်နော်ဆိုတော့အာကျွန်တော်ပို့ပြီးတော့မှအသက်ကြီးတဲ့သူတွေရှိမှာဆိုတော့တူတူနေလာရင်းနဲ့ပဲသူကဘာဖြစ်သွားလဲဆိုတော့ အဲ့လိုမျိုးပေါ့ချမ်းသာကြွယ်ဝပြီးတော့မှအိမ်ကြီးကခန်းခန်းနာနာကြီးတွေဖြစ်သွားတာမျိုးကျွန်တော်မြင်ရကောင်းမြင်ရနိုင်တယ်ဆိုတော့ဒီကျမ်းပိုက်ကိုပဲအာဒီဆမ်မီမှာဇာတ်ရဘလို့ပြောလဲဆိုတော့လူတူးဒီချမ်းသာကြွယ်ဝလာ၍သူ့အိမ်၌ဘုံစည်းစိမ်တိုးပွားသောအခါသင်သည်မဝတ်မယဲမဖြစ်နိုင်တဘောကဒီမှာနည်းနည်းပို့ပြီးတော့ဒိတ်ပယ်ကြီးကအာရှင်းလာတာတွေ့ရတယ် ဘာဘာကိုပြောလဲဆိုတော့အဲ့လိုမျိုးချမ်းသာကြွယ်ဝတာတွေ့တော့လို့ရှိရင်မင်းစိတ်ထဲမှာတိမ်ငယ်တဲ့စိတ်မဖြစ်သွားပါနဲ့သူတော်ကိုရှင်းပြတယ်။ဘာကြောင့်လဲအောက်မှာသူကအဖြေပေးထားတယ်။ထိုသူဒီသေတော့ခါဘယ်ဥစ္စာမြမပါရတကယ်တော့ဒါကျွန်တော်တို့အမြဲတမ်းပြောနေတယ်လူတွေတော်တော်များများပြောနေတဲ့စကားပဲဗျ။ဆိုတော့ လူတွေကတည်သွားလို့ရှိရင်တကယ်တော့ဘာမှယူသွားလို့မရအောင်နော်ဒါမှန်လားဆိုမှန်တာပဲဘာမှတည်သွားလို့မရဘူးတည်သွားလို့ရှိရင်ဒီတိုင်းအဝတ်ပလာပဲသူများသူ့အဝတ်ပေးဝတ်ပေးမှရီချိုးပေးမှနော်အလှလေးပြင်ပြီးတော့မှသူဒါလေးအဲ့နဲ့အဲတည်ချာလေးပေါ့နော်ဒါမြေမြုပ်ပြီးတာဒါတည်ချာလုတ်ပြီးတဲ့သူရှိတော့မှာပဲအာဒီနေ့ကျွန်တော်တို့တွေ့နေရတဲ့တချို့တည်ခြင်းမျိုးတွေကလည်းနော် တိုးရင်းမှာဒီလိုပဲအကောင်တွေစားတော့ပြီးမှတည်သွားရတဲ့သူတွေလည်းအများကြီးကျွန်တော်ကြာဘူးတွေ့ဘူးတာပဲအခုချိန်ဆိုပိုတော့မှတွေ့ရသေးတယ်မြင်ရသေးတယ်ဆိုတော့အဲသဘောက BN ရဲ့အကြောင်းတော့လကောင်းစစ်ဘေးကြောင့်တော့လကောင်းစသည်ဖြင့်မအမျိုးမျိုးပေါ့နော်ဒီဒီလိုဟိုတွေ့ကြုံနေရတာမြင်နေရတာအများကြီးပဲဆိုတော့သူတို့ကလောကမှာရှိနေတဲ့ ဒီပိုင်ဆိုင်တဲ့အရာတွေကဘာတစ်ခုမှတည်တော်လို့မရအောင်တော့ကျွန်တော်ပြန်ပြီးတော့မှခုခုကိုလည်းဆင်ခြင်အောင်ကျွန်တော်ဒီနေ့လောကနဲ့သက်ဆိုင်တဲ့အရာတွေကိုရှာဖွေနေကြတယ်လောကနဲ့သက်ဆိုင်တဲ့ငွေကြီးကြံတဲ့ဒီအရာတွေကိုကျွန်တော်ဘာလို့နေကြလဲဆိုတော့ရှာဖွေနေကြတယ်ဘယ်သူအတွက်လဲဆိုကိုမိဘအတွက်ကိုဇနီးတွေအတွက်ကိုသားသမီးအတွက်ဆိုဟုတ်ပါတယ်နော်ဒါဒီ မရှာရဘူးလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဓာဒီနေ့ပဲအချိန်ကုန်ပြီးတော့လုံပန်းနေသွားတဲ့အခါမှာအဲ့မှာဒါရီကကိုကတည်သွားတဲ့အချိန်မှာဘာမှလည်းပါသွားတာမရှိဘူး။ဆိုတော့ဒါရီကိုဆိုတော့ဘသူတွေတုံးဆွဲမလဲကိုရှာထားတဲ့ဥစ္စာတွေဒါလည်းကိုတိချာတိရတော့မှာမဟုတ်ဘူး။ဟိုဒါကြောင့်အဖြုံတိရမယ်လို့ပြောချင်နေတာလည်းမဟုတ်ပါဘူး။ဆိုတော့ရှာတာတော့ရှာမယ်။ဒါပေမဲ့ ဒီအရာဒီပုံမှာပဲစိတ်ဆွဲလန်းနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒါမားနေပြီ။ဘာလို့လဲဒါတွေကကိုယ်နဲ့လိုက်ပါသွားမှာမဟုတ်ဘူး။ဆက်တာကိုကိုတည်သွားတဲ့အခါမှာငါဘာမှယူသွားလို့မရပါလား။ तू ထပ်ပြောတာတခုကကြတော့ तू ဤဂုံဒီဒီ तू နောက်တော့မဆင်းမတက်ရ။ဟာ तू ဤဂုံဒီဒီ तू နောက်တော့မဆင်းတက်ရဆိုတော့ तू နဲ့သက်ဆိုင်တဲ့ ဂုံးသီးကြီးလေးမပါပါဘူးဗျအဲ့ဒါလေလောကမှာကြံခဲ့တာပဲဟိုကတထီးပေါ့ခုနပြောနေတဲ့တထီးတည်သွားတယ်ဒါပေမဲ့အဲ့တည်သွားတဲ့နောက်ပိုင်းမှာလောကမှာတော့သူ့ကြောင်အောင်သူတထီးချမ်းသာခဲ့ဘူးလေဒါတို့လောကမှာတော့ပြောကောင်းပြောမယ်ဒါပေမဲ့တည်သွားတဲ့သူနောက်ကိုတော့အဲ့ဒီတထီးဆိုတဲ့အရာကပါမသွားဘူးကဲကြည့်ပါဦး ကျွန်တော်တော်တော်ဒါတရားကြစရာကောင်းတယ်ဒါကိုကျွန်တော်စဉ်းစားကြည့်လို့ရှိရင်တော်တော်လေးဟိုတန်ဝီကရစရာကောင်းရှိလောကမှာကျွန်တော်အသက်ရှင်နေတဲ့အချိန်မှာငါရှာထားတာတွေငါစူးစမ်းပြီးတော့မှဂုံနေရလာတဲ့ဥစ္စာတွေအဲ့ဒါတစ်ခုမှမပါဘူးလို့ပြောတာနော်နှုတ်ကပတ်တော်ဟာဆိုတော့ကျမ်းစာထဲမှာရှိတဲ့ဖြစ်ပျက်လေးတစ်ခုကိုတွားပြီးတော့မှဆင်ခြင်မိတယ်တထေးကြီးတယောက်နော်ဒါ ။ तू อ่ะပါလဲဆိုတော့အရင်ချမ်းသာတယ်။တကယ်တော့ချမ်းသာတာကိုဘုရားသခင်ကစိုက်ပါတယ်။နော်ချမ်းသာတာကြွယ်ဝတာကိုဘုရားသခင်စိုက်တယ်။ဒါပေမဲ့အဲ့ချမ်းသာကြွယ်ဝမှုကိုပဲစိတ်ဆွဲလန်းပြီးတက်မက်နေတာကိုတော့ဘုရားသခင်မကြိုက်ဘူး။ဘုရားချမ်းသာကြွယ်ဝမှုပုံမှာပဲตายาပြီးရစ်မူးနေတာကိုလေဘုရားသခင်မကြိုက်ဘူးဆိုတော့ကျွန်တော်နားလေရတယ်။ရှင်လူကခရစ်ဝင်ခန်းကြီး16မှာဒါလေးကိုတွေ့ရတယ် အငယ်16မှာတဖန်တော့တထေးတယောက်ဒီနီမောင်းသောကပလာနှင့်ပိတ်ချိုးကိုဝတ်ဆင်၍ကာမဂုံစည်းစိမ်၌နေ့တိုင်းပျော်မွေ့လျက်နေ၏တထေးတယောက်အဲ့ဒီခေတုံးကနီမောင်းသောကပလာနှင့်ပိတ်ချိုးတာတထေးပဲဝတ်နိုင်တယ်အဲ့ခေတုံးကတထေးပဲဝတ်တာဆိုတော့အဲ့ဒါဝတ်တယ်နေ့တိုင်းဝတ်တယ်နေ့တိုင်း ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကြားထဲမှာကာမဂုဏ်ခံစားရတယ်။တပတ်လိုရာထက်ပိုတဲ့ခံစားမှုတွေနဲ့ပျော်ပါပြီးတော့မှစိတ်ကြိုက်ပျော်နေတယ်။ဒါဒါပေမဲ့အဲ့ဒီပုံကဒီဒီဒါသခင်ရှုပြောတဲ့ဥပမာအဲ့ဒီပုံကသူဂျူးဂျူးဆိုတာကသိကြတယ်။အာကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့သာရဖျားကိုကိုးကွယ်မောရှိရဲ့ပြည့်ညက်သူတို့စီမှာရှိတယ် အဗရာဟံကနေဆင်းသက်လာတဲ့မျိုးမျိုးနွယ်စုတွေမှာပါတယ်ဒါပေမဲ့အဲ့ဒါကို तू ကဟိုချမ်းသာတာကိုဘုရားအဖြစ်ပြောနေမှာမဟုတ်ချမ်းသာပြီးတော့မှအခုနောက်ပြောတဲ့ဖရားရဲ့ပြည့်ညတ်ချက်တွေကိုမလိုက်လျှောက်ပေးနဲ့အသက်ရှင်တဲ့အသက်တာမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်ဘာကြောင့်လဲနောက်ငယ်နေစမှာလာဇရုအမည်ရှိသောသူဆင်းရဲတယောက်ဒီတစ်ခုလုံးနဲ့အနာစင်းပေါက်ပြီး တထေးစပွဲမှာကြာ၍ကြာတော့သူကစပွဲမော်ဒီကောင်စားပွဲလို့ခေါ်နော်အဲတထေးစားတဲ့အစားစာတွေကနေပြုတ်ကြတဲ့ဇနုပ်စပောက်ကိုစားပါရစီခုတောင်းတတော့စိတ်နေတထေးအိမ်တကားနာမှာတုံးလုံးနေတုံးလုံးဆိုလှဲပြီးတော့မှဒီလာဇရုဆိုတဲ့တောင်းစားနေတယ်သူစိတ်ထဲမှာအဲ့ဒီတထေးရဲ့စားကျွန်းစားကြံလေးတွေသူစားရပါစီတော့ စားကျင်လိုက်တာဆိုတော့စိတ်တတိနဲ့တူသွားစားဖို့မဟုတ်နော်ပြုတ်ကြတဲ့ဟာလေးတွေပဲစားဖို့အတွက်သူစိတ်ကူးတာညကျွန်တော်ရှင်မှာစားရအောင်ဗျမစားရဘဲနဲ့တတိအနာမကျွေးဦးတယ်နဲ့ဒါတော့သူဘာဖြစ်လဲဆိုတော့ဆင်းရဲတယ်အစာငတ်မော့ပြီးတော့မှဘာဖြစ်သွားရလဲဆိုလို့ရှိရင်ဒီမှာသူ့အနာကိုလေခွေးတွေကနှစိမ့်နေပေါက်ပြီးတော့ခွေးတွေကသူ့ကိုလာရက်တယ်တဲ့၂၂ကိုရောက်တဲ့အခါမှာတနေ့တနေ့ ထိုစင်းရဲသားသည်တေလွန်၍ကောင်းကင်တမန်တို့သည်အရန်၏ရင်ခွင်သို့ပို့ဆောင်ကြ၏အဲ့တော့တေသွားတယ်ဒါပေမဲ့အဲ့ဒီလာဇရုတရောင်းစားကလည်းဂျူးပဲဒါပေမဲ့ तू ကမခိုးမဖွက်ဘူးနော်တရောင်းစားတော့ပြစ်သွားတယ်နော်ဒါလည်းအံ့ဩစရာပဲဒါပေမဲ့ပြီးတဲ့အခါမှာ तू ကဘာလုပ်ချင်လဲဆိုလို့ရှိရင်စားချင်တာတမောဒါလေးကတခင်ရွှတ်ဘာကိုပြောလဲဆိုလို့ရှိရင် နေကြီးပေါ်မှာဖះစကားကိုနားထောင်ပြီးတော့မှစင်စင်ရဲရဲနဲ့မခိုးမဝဲပင်းနဲ့ဒီလိုပဲဟိုသူ့ရဲ့စာဝတ်နေရေးအတွက်ကိုသူများစီကပဲတောင်းစားပြီးတော့မှဖြည့်ရှင်းတဲ့အသက်တာမျိုးလေးဒါမဲ့သူဖះနဲ့မှန်နေဆိုတော့တဘောကိုတွေ့ရတယ်အဲ့ခါမှာကောင်းကင်တမန်တို့ကအာဗြဟံရဲ့ရင်ဝင်ကိုပို့ဆောင်ကြတယ်သူရင်သေးတဲ့သဘောတွေ့ရပြီးတော့မှ တထေးသည်လေတည်လုံ၍တကြွချင်းကိုခံရလေဆိုတော့တထေးလေတည်သွားဒါဥမာပြောတာပါတချို့ကလည်းဒါတကယ်ဖြစ်ဖြစ်ပုံစံမျိုးပြောကြတယ်ဆိုတော့ဒီမှာချမ်းသာတာကိုဝိုင်းအောင်လုပ်တာမဟုတ်ကာမဂုဏ်ခံစားပြီးတော့မှပြညာချက်တွေကိုမလိုက်လျှောက်တာသူတပါဆင်းရဲဒုက္ခရောက်နေကိုရှိမှာမြင်နေရတဲ့အရာပြောမှာပဲ အဆောင်နဲ့လာပြောတယ်ဟိုမှာလာဇရုဒုက္ခရောက်နေတယ်တောင်းစားနေတယ်သူမပြီးဘူးပြဒီလိုမြင်ရတယ်သူစားခြင်းနဲ့ဥစ္စာပဲစားပြီးတော့မှနေတယ်ကိုချင်းစားစရာမရှိဘူးပြီးတော့မှသူလေတည်သွားတယ်ကျွန်တော်ကာမဂုဏ်ခံစားပြီးတည်တယ်ပြည့်ညက်တရားကိုမဆောင်ရှောက်ဘူးဒါကျွန်တော်ပြောနေတာအလွတ်ပြောနေတာမဟုတ်ပါအဲ့ကမှတတိယဘေးကိုရောက်သွားလဲဆိုတော့ မရဏနိုင်ငံလေးကိုရောက်သွားတယ်လို့ပြောတာ။ဒါလှမ်းကြည့်တဲ့အခါမှာအရန်ရင်ဝင်ထဲမှာလာဇရုတွေ့ပူလုံးလို့ဘာတောင်းလဲဆိုတော့ဖအရန်ရဲ့ကျွန်တော်ရည်လေးတစ်ပေါက်လောက်လာဇရုရဲ့လက်လေးနဲ့လာပြီးချပေးတာအောင်ပြီးပါလားဆိုတော့မရတော့ဘူး။တိုင်မရတော့ဘူး။ဒီလောကမှာရှိတော့ဟာ ကာမဂုဏ်ခံစားပြီးတော့မှမြင့်နေခဲ့တယ်လေအဲ့ဒါမင်းပြန်တတိယဆိုတာကငွေ25ပါအာဗရန်ကလည်းငါသားသင်ဒီအသက်ရှင်စဉ်ကချမ်းသာရသည်ကို၎င်းလာဇရုသည်ဆင်းရဲစွာနေရသည်ကို၎င်းအောင့်မိလို့ယခုကသူသည်တက်တာခြင်းရှိသင်ဒီဒုက္ခဝေဒနာကိုခံရ၏လောကမှာကာမဂုဏ်ခံစားပြီးတော့မှ ဖျားမိတရားမိအသက်ရှင်ခဲ့တဲ့အချိန်တော့မင်းပျော်ပျော်ကြီးခံစားခဲ့တယ်မလားဒါပေမဲ့မင်းအခုဒီမှာစခံစားရပြီလာဇရုကတော့လောကမှာဒုက္ခဆင်းရဲခံနေဒါပေမဲ့ဖျားစကားကိုနားထောင်နေဖျားနဲ့တရားနဲ့အသက်ရှင်ခဲ့တယ်ဒါပေမဲ့ဒီချိန်မှာသူကစဉ်းစားရပြီဒါကိုပြောချင်တာပါလေချမ်းသာတာဆင်းရဲတာကိုပြောတာတဲ့ဒါကိုအဓိကပြောချင်တာဆိုတော့ဘာဖြစ်လာလဲဆိုတော့အဲဆိုလို့ရှိရင်လေ လာစကိုသွားပြီးတော့မှကျွန်တော်ညီကိုကြီးရှိကျွန်တော်အဖေအိမ်မှာဒီခုနေ့ကျွန်တော်လိုပဲနေနေတာသပြောပြီးပါအောင်လားဘလို့ဆိုလာစကိုတည်တဲ့သူသွားပြီးတော့မှပြောပြီးလို့ရှိရင်ပို့ပြီးတော့ထိရောက်မှုရှိမယ်အဲ့အိမ်ချိန်မှာအာဗြဟံသူ့ပြန်ပြောတဲ့စကားဒါလေးဆိုတော့အာဗြဟံကသင်ဤညီကို၌မိုးရှိမှာစောက်ယူပရောဖက်များရှိကြ၏ ပရောဖက်တို့ဤစကားကိုနားထောင်ကြစီဟုဆို၏တထေးကလည်းမဟုတ်ပါဘာအရန်တည်သောလူစုတွေကတယောက်တော်သူသည်ထမြောက်၍သူတို့ရှိရသူတော်လင်သူတို့သည်နောင်ဒရကြအာနောင်ဒရကြပါလိမ့်မည်ဟုဆိုသောအရန်ကသူတို့သည်မောရှိဤစကားပရောဖက်တို့ဤစကားကိုနားမထောင်လင်တယောက်တော်သူသည်တည်ခြင်းမှထမြောက်တော်လေမယုံကြည်နိုင်ကြဟုအာဗြဟံဆိုသည်ဟု မိတ်တော်မူဒါသွန်သင်ချက်ဖြစ်သွားတယ်ပဲအာဗြံပြန်ပြောတဲ့စကားတကယ်တော့သခင်ရှုတာကိုသူတို့နားလေစေခြင်းဆိုတော့တထေးကြီးကတထေးကြီးအသက်ရှင်တော့ကလေခုနပြောတယ်အာဗြဟံပရောဖက်ကျမ်းဆိုမောရှိရဲ့ပြညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်းရှိပြီးသားပဲအဲ့ဒါကို तू ဘာမလုပ်ဘူးလေနားမထောင်ခဲ့ဘူးခုနပြောတဲ့ကာမဂုဏ်ခံစားပြီးဖျားမိ့ တရားမိအသက်ရှင်ခဲ့တာအခုသူခံစားနေရတာမင်းကြီးအကိုလေးလေအခုအဲ့ဒီဖျားတရားရှိပြီလားဂျူးမှာအဲ့ဒါကိုနားမထောင်ရင်တော့တည်တဲ့သူလာပြောလို့ဘာမှအကြောင်းမရှိဘူးဆိုတော့ဒါခုနပြောနေတဲ့ဒါဂျူးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးပဲပေါ့ဒါတကယ်ရှိဥမာပြီးပြောပြတာဒါဆိုကျွန်တော်တို့အသက်တာထဲမှာလည်းဘလောက်ပဲဥစ္စာပစ္စည်းတွေချမ်းသာကြွယ်ဝစွာရှိနေပါစေ ဖရာရဲ့တရားရဲ့ဆိုတဲ့အရာမရှိရင်ကြေတနာဖြစ်မယ်အဲ့ဒါတတိထားရမယ်ညကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတယ်ကျွန်တော်ပြည့်တဲ့လောကတိုင်းမှာအသေးခံတယ်တကြွချင်းကိုခံပြီးစံစာလာတဲ့အချိန်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတော့ယုံနေဆိုလို့ရှိရင်ဖရာနဲ့ကျွန်တော်တို့ကသာသမီဖြစ်သွားတယ်ပြီးတော့မှကောင်းကင်နိုင်ငံတော်ဝင်စားရတဲ့ သူတွေဖះကျေးဇူးပြုခြင်းကိုခံရတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့လောကမှာတက်ရှင်တဲ့အခါမှာဖះရဲ့နှုတ်ကပတ်တော်တရားတက်ရှိတယ်။အဲ့ဒီနှုတ်ကပတ်တော်တရားနဲ့အသက်မရှင်လို့ရှိရင်လောကမှာစိတ်တလောက်ချမ်းသာစိတ်တလောက်ကြွယ်ဝစိတ်တလောက်ဂုံစည်းစိမ်နေရှိအဲ့ဒါတွေတခုမှပါမသွားဘူး။နှုတ်ကပတ်တော်တမန်တရားနဲ့အသက်ရှင်ခြင်းကသာလေကျွန်တော်တို့တမလုံးမှာစိတ်ချမှုရှိမှဖြစ်တယ်ဆိုတော့တွေ့ရတယ် ဲ့တော့ကျွန်တော်တို့ဆက်လန်ဒီစကူလေးကိုပြန်သွားရအောင်ဆိုတော့အောက်မှာဆက်ပြီးတော့မှကြည့်တဲ့အခါမှာထိုးသူသည်အသက်ရှင်စဉ်ကမိမိဝိညာဉ်ကိုကောင်းကြီးပစ်တဲ့မိမိအကျိုးကိုပြုစုသောအခါသူတပါးတို့သည်ချီးမွမ်းတတ်ကြ၏ဒါကုနာတထေးပုံစံမျိုးနဲ့အတူတူပဲသူလောကမှာအသက်ရှင်တဲ့အခါမှာသူ့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ပညာတတ်ကြီးလည်းဖြစ်နိုင်တယ်ဂုံရှိန်ဝါတွေနဲ့သူများတွေကို ဝိုင်းပြီးချိမြောက်ကြတယ်ချိမွှန်းကြဒါလောကမှာโอเคပါတယ်โอเคပါတယ်ဒါပေမဲ့မိမိအကျိုးကိုပြုစုတော့ကသူတပါးတို့ဒီချိမွှန်းတတ်ကြတယ်သို့တော်လေသူဒီသူဤဘိုးဘီတို့ရှိရသူသွားရလိမ့်မယ်သူကတေးမှာပဲဒါခုနတတိနဲ့တပုံစံနဲ့ပဲကာလအစင်ဆက်သူတို့ဒီအလင်းကိုမမြင်ရကြဘလောက်ပဲလောကမှာချမ်းသာပြီးဂုံစည်းစိမ်တွေရှိပါစေ ခုနပြောတဲ့ဖျားနဲ့တရားနဲ့အသက်မရှင်ခဲ့တော့သူဒီအလင်းကိုမမြင်ရဘူးဆိုတော့ခုနတထေးရှိခဲ့တဲ့နေရာမရဏပါပဲအဆုံးသက်ရမယ်ဆိုတော့တွေးရတယ်တတကယ်ဝမ်းနေစရာကောင်းနေရဆိုတော့ဒါကိုတတိထားဒါကြောင့်ပညာတတိမရှိတော့သူမူကပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နဲ့တူ၏အဲ့ဒီလိုလူတွေ အဲ့ဒီလိုပုံကူမျိုးတွေဖះကချမ်းသာကြွယ်ဝတော့ပြောတာမဟုတ်ဘူးเนาะချမ်းသာကြွယ်ဝပြီးဖះနဲ့တရားနဲ့နေတဲ့သူတွေအများကြီးရှိတယ်ဖះကိုချစ်ကြောက်ယူတည်ပြီးတော့မှဖះစကားကိုနားထောင်ပြီးအသက်ရှင်နေသူတွေအများကြီးရှိတယ်အဲ့ဒီသူမျိုးတွေကဖះသခင်ရဲ့ဒီတည်တော့တည်တော့အခါမှာဒါဖះသခင်ရဲ့ပညာရှိတဲ့သူလို့ဖះသခင်သတ်မှတ်တဲ့သူလို့ဖြစ်လိမ့်မယ်ဒါပေမဲ့ဘလောက်ပဲစီးစိမ်ဥစ္စာကြွယ်ဝနေပါစေဘလောက်ပဲဂုံစီးစိမ်နေပါစေ ရှိခဲ့ပါစေဘလောက်ပဲဂုံဒရက်တွေပညာတွေလောကပညာတွေတက်ပါစေခင်ဗျာတည်သွားတဲ့အခါမှာအဲ့ဒါဘာတစ်ခုမှမပါပါဘူးပြန်စဉ်းစားပါကျွန်တော်တက်တာတွေမှာဖယားကပြောတဲ့ပညာတတိရှိတဲ့သူဖြစ်ဖို့အရေးကြီးတယ်ဆိုတော့အဲ့ခါမှာလဲမသိ25မှာပါတဲ့အကြောင်းအရာလေးသခင်ရှုပေးတဲ့ဥပမာပါကောင်းကင်နဲ့ငွေနဲ့တက်တက်ဆိုင်ပြီးတော့မှပြောတဲ့အရာ သူတို့သမီး10ယောက်ကြောင့်9ယောက်မိခွက်ပဲပါတယ်စီမပါဘူးကျန်တဲ့9ယောက်ကမိခွက်ပါတယ်စီလည်းပါတယ်အဲ့ဒါကိုပညာတတိရှိတယ်လို့သုံးထားတယ်ကျန်းစာဘဘောကကျွန်တော်တို့အသက်တာထဲမှာနှုတ်ကပတ်တော်တမာတရားဒီဒါပညာတတိရှိမှုအတွက်ဖျားပေးထားတဲ့အရာဖြစ်တယ် ဖခင်ကကျွန်တော်နဲ့အတူရှိတယ်နှုတ်ကပတ်တော်ကပညာတတိနဲ့လောကမှာအသက်ရှင်ဖို့အတွက်ဖခင်ပေးထားတဲ့အရာရှိတယ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်နဲ့ဖခင်နဲ့အသက်မရှင်ဘူးဆိုလို့ရှိရင်တော့လောကမှာဖခင်သခင်ကျွန်တော်ကိုသတ်မှတ်မှာတော့မိုက်တဲ့သူလိုပဲသတ်မှတ်မှာပညာတတိမရှိတော့သူလိုပဲကျွန်တော်ကိုသတ်မှတ်မှာဒါကြောင့်ကျွန်တော်တက်တာကိုပြင်ဆင်ရအောင်ကျွန်တော်မိုက်တော့သူမဖြစ်ပါစေနဲ့ပညာတတိမရှိတော့သူ ဖြစ်ပါစေနဲ့ ်သင်ကြွယ်ဝချမ်းသာတော်ဘုရားသခင်အလိုရှိပါတယ်။သင်ကြွယ်ဝချမ်းသာပြီးတော့မှဂုံစည်းစိမ်တိုးပွားတာကိုလည်းဘုရားသခင်အလိုရှိပါတယ်။ဒါပေမဲ့လောကမှာဂုံစည်းစိမ်တိုးပွားတာတဲ့ဘုရားသခင်အလိုရှိတဲ့ဂုံစည်းစိမ်တိုးပွားခြင်းနဲ့တည်တော့ခါပညာတိရှိစွာနဲ့ဘုရားစိတ်ကြည်နဲ့မှရှိပြီးတော့မှကောင်းကင်မှာဘုရားသခင်နှစ်သက်တော်သူဖြစ်ဖို့ကျွန်တော်အသက်ရှင်ကြရအောင်လို့ဝင်ငှားခြင်းပါတယ်အားလုံးပေါ်မှာဘုရားသခင်တာယူကောင်းချီးပေးပါစေ။